ားလုံးမမြင်အောင်ခင်ဗျာဒီနေ့ Binance က announcement တခုတက်လာတယ်ပေါ့နော်ဘာလဲ announcement မှာကကြတော့ Binance က added လုပ်ထားတယ်တဲ့ကျွန်တော်တို့ JPY spot trading pay အဲ JPY နဲ့ကျွန်တော်တို့ spot trading လုပ်ဖို့အတွက် pay တွေ added added လုပ်ထားတယ်ပေါ့နော်အဲ့တော့ launch လုပ်ထားတယ်0 market free promotion နဲ့2025 seller ဘိုင်း3နဲ့အထိပေါ့နော် စက်တာပိုင်း3ရက်နေ့ထီကိုကျွန်တော် zero market free နဲ့ promotion လုပ်ထားပါတယ် JP ဘိုင်းပဲတွေနဲ့ trading လုပ်ဖို့အတွက်ပေါ့နော်ဥပမာဆိုလို့ရှိရင် PTC JP ဘိုင်းလို့ပါလို့ပေါ့နော်အဲအဲ့လိုမျိုးပုံစံနဲ့ဒါပေမဲ့ကျွန်တော်တခုဟိုသတိထားရမှာကအောက်မှာအာကျွန်တော်တို့ဒီမှာပေါ့နော်အောက်မှာ note လေးရေးထားတာရှိတယ်ဗျအဲ့ note လေးရေးထားတာဘာလဲဆိုတော့ကျွန်တော်ဒီမှာနော် ဟိုတစ်ချက်သတိထားမှာဒါကျွန်တော်တို့အတွက်အတွက်တော့မဟုတ်ဘူးဗျအဓိကတော့လीအဲ့တော့ JPY ကကြာတော့ Fiat currency ဖြစ်တယ်အဲပြီးတော့နောက်တစ်ခုကကြာတော့ Dash Note represent any other digital currency ပေါ်မှာတော့ကျွန်တော် represent လုပ်တာတော့တခြား digital currency ပေါ်မှာ represent လုပ်တာတော့မဟုတ်ဘူးနောက်တစ်ခုကကြတော့အာဒီ deposit အာ deposit withdraw ကကြတော့ GBY နေကိုဘယ်မှာလုပ်လို့ဆိုတော့ Binance Japan user only ပဲလုပ်လို့ရမယ်ဆိုတော့ဂျပန်မှာရှိနေတဲ့ Binance ကိုအသုံးပြုရ Binance Japan ပေါ့ဗျာပြောရမှာဆို centralized exchange ပေါ့ centralized exchange ကျွန်တော်တို့ Binance.com က decentralized ဘက်ကိုရင်းနေတယ် decentralized exchange ပေါ့ဗျာဒီကမ္ဘာလုံးသုံးတဲ့ဟာ Binance GBY နဲ့ Binance အ Binance Binance Thai တို့ကကြတော့ centralize ဆိုလိုတာကကြတော့ဘုံထွေးချုပ်မှုရှိတယ်ကျွန်တော်တို့ကအာ Binance JPY အာ JPY ဆိုလို့ရှိရင်ဂျပန်ရဲ့အဲဘုံထွေးချုပ်မှုအောက်မှာရှိတယ် Binance Thai ဆိုလို့ရှိရင်လည်း Thai ရဲ့ဘုံထွေးချုပ်မှုအောက်မှာရှိတယ်အဲ့ဒီဟာကိုပြောချင်တာပါအာအဲ့တော့အာဒီဒီ centralize bank နဲ့ decentralize bank ကိုမရှင်းပါဆိုလို့လေအဲ့တော့ဆိုလိုတာကကြတော့ Binance မှာ Pdrin Binance Pdrin မှာ Binance Japan တုံးတဲ့ user only ကိုပဲကျွန်တော်တို့ deposit withdraw JPY နဲ့လုပ်လို့ရမယ်ပေါ့နော် Binance.com user တွေကကြတော့ဒီမှာ may not deposit deposits or withdraw JPY from their Binance account တို့ Binance account အနေမှာအာကျွန်တော်တို့ဒီ deposit နဲ့ withdraw ကို JPY နဲ့လုပ်လို့ရအောင်မဟုတ်ဘူးเนาะ Binance.com ကလူတွေကျွန်တော်တို့ပေါ်ပြပြောမှာဆိုလို့ရှိရင်ကျွန်တော် decentralized Binance သုံးတဲ့လူတွေအကြတော့အဲ့လိုမျိုးသုံးလို့မရဘူးညအောင်ပေါ်ပြပြောမှာဒီမှာဆိုလို့ရှိရင် trade with JPY ပိုင်းအဲ JPY on Binance ပေါ်တစ်ချက်လောက်ဝင်ကြည့်လိုက်ပါเนาะအဲတစ်ချက်လောက်ဝင်ကြည့်လိုက်တော့ဒီလိုပေါ်လာပါလိမ့် okay အဲဒါဆိုရှင် spot trading မှာအာကျွန်တော်တို့ဒီမှာ btc gpy ဆိုပြီးတော့ဒီမှာပေါ်လာမှာ โอเคเนาะအဲ့တော့ JPY ပဲနဲ့ကျွန်တော်တို့ Binance Japan လူတွေက JPY ပဲနဲ့ကျွန်တော်တို့ BTC ကို spot trading ပြုလုပ်လို့ရပြီဖြစ်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ဒီမှာ knowledge sharing နဲ့မျှဝေပြီးတာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်